မင်္ဂလာပါရှင် ရှဲကိုမီဒီယာကကြိုဆိုပါရစေ2025ခုနှစ်တိုင်းဒေသကြီးနဲ့ပြည်နယ်အမျိုးသားအမျိုးသမီးဗောလီဘောဆီမီဖိုင်နယ်ပွဲစဉ်များကျင်းပတဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင် 2025ခုနှစ်တိုင်းဒေသကြီးနဲ့ပြည်နယ်အမျိုးသမီးဗောလီဘောဆီမီဖိုင်နယ်ပွဲစဉ်ကိုဇွန်လ17ရက်နေ့နနက်ရှင်နိုင်ကတောင်ကြီးမြို့ပြည်နယ်အားကစားလေကျင်းရုံ၌ကျင်းပလျက်ရှိရာရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်ပြည်နယ်အစိုးရအဖွဲ့အတွင်းမှပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများတောင်ကြီးပညာရေးဒီဂရီကောလိပ်မှသင်တန်းသားသင်တန်းသူများသူနာပြုသင်တန်းကျောင်းမှသင်တန်းသူများအာခသိပ်ပန်တောင်ကြီးမှကျောင်းသားကျောင်းသူများဒေသခံပြည်သူများအာခစားဝဒနာရှင်များကြည့်ရှုအားပေးခဲ့ကြပါတယ်စီမီဖိုင်နယ်ပထမပွဲစဉ်အဖြစ် အမျိုးသမီးရှမ်းပြည်နယ်အတင်းနဲ့မန္တလေးတိုင်းဒေသကြီးအတင်းတို့ရှင်ပြိုင်ကစားကြရမန္တလေးတိုင်းဒေသကြီးအတင်းကသုံးပွဲတစ်ပွဲဖြစ်လာကောင်ရန်ကုန်တိုင်းဒေသကြီးအတင်းနဲ့ကချင်ပြည်နယ်အတင်းတို့ရှင်ပြိုင်ကစားကြရရန်ကုန်တိုင်းဒေသကြီးအတင်းကသုံးပွဲတစ်ပွဲဖြစ်လာကောင်အနိုင်ရရှိသွားကြောင်းသိရှိရပါတယ် ထို့နောက်အမျိုးသားစီမီဖိုင်နယ်ပွဲစဉ်တွင်မန္တလေးတိုင်းဒေသကြီးအသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ရှင်ပြိုင်ကစားကြရာမန္တလေးတိုင်းဒေသကြီးအသင်းက၃ပွဲ၃ပွဲဖြင့်၎င်းရှမ်းပြည်နယ်အသင်းနဲ့စကိုင်းတိုင်းဒေသကြီးအသင်းတို့ရှင်ပြိုင်ကစားကြရာရှမ်းပြည်နယ်အသင်းက၃ပွဲ၃ပွဲဖြင့်၎င်းအနိုင်ရရှိကြောင်းသိရှိရပါသည် အဆိုပါ2025ခုနှစ်တိုင်းဒေသကြီးနဲ့ပြည်နယ်အမျိုးသားအမျိုးသမီးဗောလီဘောပြိုင်ပွဲတွင်ဘောလူပွဲကိုဇွန်လ12ရက်နေ့၌အမျိုးသမီးပွဲစဉ်အဖြစ်မန္တလေးတိုင်းဒေသကြီးအသင်းနဲ့ရန်ကုန်တိုင်းဒေသကြီးအသင်းအမျိုးသားပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းနဲ့မန္တလေးတိုင်းဒေသကြီးအသင်းရှင်ပြိုင်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။